တီးတယောက်ရဲ့ relationship တခုခုနှစ်နှစ်တွဲကြတယ်ဒါပေမဲ့ကောင်မလေးဘက်ကယုတ်တည်းရဲ့အဆက်တွေဖျက်ရှားလိုက်တယ်ကောင်လေးဘက်ကချစ်ပေးနေရတဲ့သူမတိတ်ရက်ဆက်တယ်လို့လူတိုင်းထင်ကြတယ်ဒါပေမဲ့သူမမမောင်းကောင်လေးကအရင်ကအလုပ်တည်ကြမရှိဘူးသူမဟာစေကျော်တဲ့ဘဝရဲ့သူတယောက်တည်းကိုချစ်လာတာ သူ့ရဲ့နှုတ်ပြမှုတွေအားလုံးကိုဒီဒီရောက်တဲ့နဲ့ကုံဆုံးလာတာနေတိုင်းသူပြောင်းလဲလာလို့လာလို့နဲ့ခုနှစ်နှစ်အထိချစ်ခဲ့အနာကမှာအမခံချက်မရှိတဲ့လူတယောက်ကိုတသက်လုံးစာသူမမိခိုးရဲခဲ့ဘူးသူ့ဘဝကချစ်တာတစ်ခုတည်းပြောတတ်ရုံနဲ့အဆင်မပြေနိုင်ပါဘူးချစ်တဲ့စိတ်တစ်ခုတည်းနဲ့စူးပုံနဲ့ခုံစင်းနေတဲ့အမျိုးသမီးတွေဟာ တာမဟုတ်ဘူးအရှိစမပတ်စံလို့လို့လားဒီလိုငေးကြလိမ့်မယ်သူ့နေရာနဲ့သူကတော့မဖြစ်မနေလိုအပ်တာပဲတိတ်ချစ်ပါတယ်ဆိုတော့သူကအင်ခတ်အလုံးလာမရှိပဲတော့ဝတ်အိမ်ပြောင်းလိုက်တဲ့အခါတိတ်မကြခင်ပြုတ်ပွဲသွားကြတာပဲမဟုတ်လားဒါကြောင့်အတက်ရေရလာတဲ့အမြလူတွေဟာရင်ကျက်လာတယ်လို့အချစ်တွေကလည်းရင်ကျက်တယ်လို့ရင်ကျက်ရပါလိမ့်မယ်။အတဲ့ရရတာနဲ့ လူတွေဟာရှင်းတက်လာတယ်လို့အချစ်ကိစ္စမှာလည်းပြင်းကျက်လာတယ်။အသက်အရွယ်ငယ်တဲ့အချိန်နဲ့စတွေ့တုန်းကလို့ပေါ့ပေါ့တန်တန်နေလို့ရပါပဲ။အရွယ်တစ်ခုရောက်လာရင်တည်ငြိမ်သင့်ပြီမဟုတ်လား။နှစ်တွေကြာပြီးတွဲလာခဲ့ကြတဲ့လူတွေစားချစ်တုန်းကတော့အမြင်တပူပူတွေ့တွေ့နေရှင်းကြနေပြန်။ဖော်အမြင်ပြောမယ်။ပိတ်ရတိုင်းသိကြမယ်။ ိတ်ဆိုးမယ်၊ကြားများမယ်၊ပြီးရင်ပြန်ချစ်မယ်။ဒါကပုံမှန်ပါပဲ။အရွယ်တစ်ခုရောက်လာရင်တော့ခလေးဆန်ဒီလိုမရတော့ပါဘူး။တကယ်ရှိရင်နီးစပ်ဖို့လည်းကြိုးစားရအောင်ပဲ။အမြဲတမ်းချစ်သူရင်းသားဖို့ဝါလည်းနေဖို့အတွက်အဆင်မပြေဘူး။အစပိုင်းလုံးကအချစ်အကြောင်းကိုပြောခဲ့ပြီးမြဲနောက်ပိုင်းမှာအလုပ်ကိစ္စတွေတိုင်မင်းနဲ့တိုင်မင်းရတယ် ရှည်ရည်အတွက်ပလန်လိုချရတယ်။နောက်ရောက်ခွဲရတာလည်းကြုံလာရမယ်။ဒါတွေဟာပုံနည်းဆက်ဖို့ဆိုတာနားလည်ရတယ်။အပြည့်ဆုံးပဲလက်ထက်တဲ့အခါရည်ရှည်အဆင်ပြေနေမှာမဟုတ်ဘူး။ဒီတချို့ကချစ်တယ်တခုပဲပြောတတ်တာ။ဘယ်တော့မှနှိစက်အောင်ကြုံလာ